ကရောဝဲများတွင်ပါဝင်သောငပြိုသည်မှဲ့သည့်အကြောင်းအရာနှင့်ပတ်သက်၍တပိဖြစ်သူများမကြခဏမေးကြသောကြောင့်အဖေကြီးဦးမြခင်မှအောက်ပါအတိုင်းပေါ်ပြရှင်းပြခဲ့ပါ၏ငပြိုသည်ကလည်းမိနီးတဲ့အဖေကို အရင်ချင်းတူးရင်မိနီးတဲ့ဘက်က အရင်မှဲ့တယ်ဒါဖြင့်ငပြိုသည်သည်တခိုင်တဲကထွက်တဲ့အသီးဖြစ်တဲ့အတွက်တဖီလုံးမဲ့တာဟာသဘာဝလားသဘာဝကိုစန့်ကျင်ထားတာလား ကျင်းလို့မှဲ့တာတဘာဝပေါ့တဖီလုံးမှဲ့တာတလုံးနဲ့မှဲ့နေရင်ဒါတဘာဝကိုစန့်ကျင်တာပဲတဖီလုံးမှဲ့နေပြီးပုံနေပြီးတလုံးထဲကစိမ့်နေရင်ဒါတဘာဝကိုစန့်ကျင်လာပြီမဟုတ်လားတလုံးထဲမှဲ့နေရင်ဒါတဘာဝကိုစန့်ကျင်လာပြီတလုံးကျော်တလုံးကျော်မှဲ့နေရင်ဒါတဘာဝကိုစန့်ကျင်တာပဲဒီမှာခဏခဏငါ့ကိုလာလာမေးတယ်အဖေကျွန်တော်ကျမတို့ဘွဲကအဖေရဲတဲ့အမှဲ့မညီဘူးအဖေရဲတဲ့ တို့အဖေဘိုးတော်ဟန်ပြောတော်တဲ့စကားလုံးကတလုံးနဲ့ကျန်နေရင်တပတ်မှဲ့နေကြကိုနှစ်ပတ်ကြာမှမှဲ့လာရင် အစိမ့်ဖြစ်နေရင်အဲ့ဒီငှပြောသည်ကို စားပြအောင်စားတဲ့တလုံးချင်းတလုံးချင်းချောင်းချောင်းပြီးတော့မှဲ့မှဲ့သွားတတ်တယ်စိမ့်ကြံခဲ့တာရှားတယ်အဖေနှစ်ခါပဲမြင်မှုတယ်အခုတသက်ထိတဖီလုံးပုတ်တလုံးနဲ့စိမ့်အဲ့ဒါနောက်အုပ်ထားမှဲ့တာပဲစားပြလိုက်အဲ့ဒါဓာတ်ဝင်တယ်လို့ခေါ်တယ် အဖေကြီးဘိုးတော်ဟန်စကလုံးကရှေးတုန်းကအယူအဆကဝဲပြောတယ်ဆိုတာအကုန်မှဲ့တာငါပြောသည်ရင်ရင်မြန်မြန်မှဲ့တာပေါ့နှုတ်ရင်နောက်ကြမှာမှဲ့တာပေါ့ဒီတော့ငါပြောသည်မှဲ့ရမယ့်အချိန်မှမှတ်မဲ့ပဲစိမ့်နေရင်တတ်ဝင်တယ်တလုံးချမှဲ့နေရင်တတ်ဝင်တယ်ကိုင်းဒါဖြင့် အဖေလက်တွေ့နဲ့ဟပ်ပြမယ်တလုံးတယ်မဲတော်ပွဲက တလုံးတယ်နမင်းကြီးလေးပါပွဲကတလုံးတယ်အဖေ့ပွဲကတလုံးတယ် အဘဆေရောကြီးမြောက်ပွဲကတလုံးနေဖျားပွဲကတလုံးနေပွဲငါပွဲမှာငါလုံးမယ်မှဲ့တယ်ဒီအပြင်ဟာတွေအကုန်စိမ်းအဲ့ဒီတလုံးချင်းမှဲ့လာပြီဆိုရင်အဲ့ဒီအပတ်အကျွေးကြည်တာပဲကွာအဲ့ဒါအဖေကိုတွေ့အဲ့ဒီလိုတလုံးနဲ့မှဲ့လာတဲ့နေ့ပိုက်ဆံပူရတဲ့နေ့ပဲဒါပေမဲ့တလုံးနဲ့မှဲ့ပါစီ တလုံးနဲ့မှဲ့ပါစီလို့မှတ်ထားကောင်းမူမှဲ့ခြင်းတဲ့အခါမှဲ့ပွဲအပ်တဲ့နေ့အဘဆေရောကြီးများသားတော်တို့ဒါနာဝဲဖြစ် ရိုသေးစွာပညာအပ်ပါ၏ဖရာအလူကံပေးတော်မူကြပါအဲ့ဒီနေ့မင်းကိစ္စပြီးပြီကြွက်ကြိုက်ကြိုက်ဘာဖြစ်ဖြစ်နောက်ပိုင်းဟာမင်းအလုံးမဟုတ်ဘူးတဲ့အပေကပြောတယ်နောက်တစ်ချက်ပွဲကိုလက်ကိုမှတ်ပြီးတော့ဘယ်တော့မှမထိုးပါနဲ့ဒါဒါနာပွဲกว่าဝိဇာပွဲกว่าပညာပွဲกว่าဆရာကြီးတွေလှူတဲ့ပွဲกว่าဆရာကြီးတွေကဖရာကိုလှူတဲ့ပွဲกว่าအဲ့ဒီတော့တို့ဒီပွဲထိုးရင်ချမ်းသာမှာပဲ ဘယ်လောက်လက်ရမှာပဲအဆရှိသဖြင့်ရည်ရဲထိုးတဲ့ပွဲသည်တနည်းတခြား၆ကပီးဇလုံးမှာပြုတ်တော့မယ်ဆိုတာ တွေ့ထားပါငတ်လဲလှူမှာပဲမဆားရလဲလှူမှာပဲမရလဲလှူမှာပဲဆိုတာလှူစမ်းပါဘယ်တော့ခါမှဒီပွဲမကြတော့ဘူးခြေကိုတိုးရတိုးရသာတန်ဖိုးကြီးလာတော့မယ်တိုးရတိုးရသာပေါများလာတော့မယ်အဲ့ဒီလို ခံယူချက်မျိုးဟာအင်မတန်အရေးကြီးပါတယ်အထက်တွင် ရည်တော်တင်ပြခဲ့သောရွှေညော်အိဆာတရမိဒီစေကိုင်းအဖေကြီးဦးမြခင်၏ဩဝါဒအရပွဲထိုးထားသောငပြောသည်သည် တလုံးနှင့်စိမ့်နေလင်ဓာတ်ဝင်၏စာပါမှဲ့ရမည့်အချိန်မှမဲ့ပဲစိမ့်နေလျင်ဓာတ်ဝင်၏စာပါ တလုံးကြားမှဲ့နေလျင်ဓာတ်ဝင်၏စာပါတလုံးနှင့်မှဲ့နေလျင်ဓာတ်ဝင်၏လက်ရှင်၏စာပါလေဤစာစုဖြင့်ကျေးဇူးရှင်အဖေကြီးဦးမြခင်အား ယူတီလေးစားစွာရှင်ခိုးကတော်ပါ၏ဒါကတော့ဆရာနစီရေးသားပြုစုထားသော ရွှေညော်ဣษาတရားမေဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတစာစုများမှနံပါတ်25တိတိဝင်ငှပြောသည်များအကြောင်းဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရယ်ခင်ဗျာ။